ဆုံးပိုင်းနေနေရတော့ကျွန်တော်စားနေကြီးပဲစားနေလို့မရသေးဘူးနေလဲလှုပ်ရှားမှုကလည်းလုပ်သေးတယ်ပေါ့တော့အဲ့တော့ကိုယ်လည်းလှုပ်ရှားဖို့ physical activities ပေါ့အဲ့နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးဖို့ပါမကဒေါက်တာတထွန်းချစ်ပေါ့သူကတော့ဆရာကြီးကတော့အာရန်ကုန်ပြည်သူ့ဆေးရဲ့အဲဆေးပညာဌာနရဲ့ပါမကတခုဖြစ်ပါတယ်အာပါမကဒေါက်တာတထွန်းချစ်အနေနဲ့အဲကျွန်တော်တို့ကိုယ်လည်းလှုပ်ရှားလက်ကျင်ကန်းနဲ့အိတ်ချင်းရောင်းများပြောမလားပေါ့အဲ့လာဒီထည့်ပြီးတော့ဆွေးနွေးပေးပါဦးလို့နော် ဒီနေ့ဒီဒီနေ့ကျွန်တော်တို့2025ခုနှစ်ကမ္ဘာစီးကျိုးသွေးကြောကကာကွယ်ထိန်းသိမ်းရေးနေ့မှာအဓိက theme နေနဲ့ပေါ့ကျွန်တော်တို့လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားဖို့အတွက်ပေါ့အဲဒါဆိုတော့ကျွန်တော်တို့က လုပ်ငန်းတွင်မှာလည်းအဒီလုပ်ငန်းလုပ်နေရင်းနဲ့လည်းကျွန်တော်တို့ exercise တွေလုပ်လို့ရပါတယ်ပြီးရင်ကိုယ့်ရဲ့ lecture တိုင်းမှာလည်းဒီကိုယ့်လက်လှူရှားမှုတွေလုပ်နိုင်ရင်ကျွန်တော်တို့စောစောကရှေ့ကဆရာတို့အမားတို့တင်ပြသွားတဲ့ကျွန်တော်တို့စီးကြိုသွေးကြိုကိုကောင်းကောင်းထိန်းနိုင်မဲ့အချက်တစ်ချက်ကိုကျွန်တော်တို့ကဖြည့်ဆည်းပြီးဖြစ်ပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာ အဲဒီစီချိုသွေးချို ဖြစ်တဲ့ယောဂဖြစ်တဲ့လူတွေကအများစုကကျွန်တော်တို့ကလုပ်ငန်းခွင်မှာတဲမှာပဲရှိကြပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကြည့်လိုက်ရင်လက်ရှိကမ္ဘာလူကြီးက8.2ဘီလီယံရှိပါတယ်ပေါ့အဲ့ဒီထဲမှာမှဒီ IDF ကထုတ်ပြန်ထားတာစီချိုသွေးချိုယောဂရှိတဲ့လူတွေက989သန်းရှိပါတယ်အဲ့ဒီထဲမှာအလုပ်လုပ်တဲ့အရွယ်က412သန်းရှိပါတယ်ရှိတော့ ဒီ989တန်းကနေတွက်ကြည့်လိုက်ရင်80ရာနှုန်းရှိပါတယ်80ရာနှုန်းဆိုတော့ဒီအများစုကကျွန်တော်တို့ဒီအလုတ်ထဲမှာပဲနေပြီးတော့ကျွန်တော်တို့စီးကျိုသွေးကျိုယောဂါကိုဆက်လက်ပြီးတော့ control လုပ်ပြီးတော့နေကြရမှာပေါ့เนาะအဲ့ဒါဆိုတော့တက်ချက်ရှိတာတော့တချို့လိုက်ရှာကြည့်ကျွန်တော်နိုင်ငံမှာလည်းမရှိဘူးပေါ့เนาะကဘာတဝမ်းမှာလည်းတကယ်လို့ ီစီချိုသွေးချိုရှိတဲ့လူတွေတဲမှာအများစုကအလုတ်လုတ်တဲ့အွယ်ဖြစ်နေတော့ခွဲခြားဆက်ဆံမှုတွေရှိလားလို့ကြည့်လိုက်တော့အဲ့လိုမျိုးတော့မရှိဘူးခင်ဗျ။เนาะအလုံးဒီကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာပဲဆက်ပြီးတော့လှုပ်ဆောင်နေကြတာပဲ။အဲ့ဒါကြောင့်လုပ်ငန်းခွင်ထဲမှာနေရင်းနဲ့ကျွန်တော်တို့ဘလို့လုပ်ကြမလဲပေါ့เนาะတစ်ဖက်က တနေ့မှလည်းဟိုအလုတ်ယုံတဲရတဲ့အချိန်က၈နာရီပေါ့เนาะတပတ်ဆိုရင်9ရက်တဲရတဲ့ ယုံဆိုရင်ကျွန်တော်တို့나이80ပေါ့เนาะအဲ့ဒီထဲမှာမှဒီရတဲ့အချိန်လေးတွေမှာဒီကိုလက်လှူရှားလေ့ကျင့်ခန်းတွေကိုလုပ်ဖို့လိုပါတယ်ပေါ့เนาะအဲ့ဒါကြောင့်အ ਨੇ ဆုံးလဲ minimum လောက်လှူရှားနိုင်ရင်တောင်မှကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကတနေ့တနေ့လုပ်ငန်းခွင်ထဲမှာဝင်နေ။ Now အစည်းအဝေးတွေများနေမယ်ဆိုရင်ပြဿနာက ထိုင်တဲ့အချိန်များလာပါတယ်ထိုင်တဲ့အချိန်များလာရင်ကျွန်တော်တို့အတွက်မကောင်းပါဘူးစီးကြိုသွေးကြိုယောဂရှိနေရင်ပိုဆိုးပါတယ်เนาะအဲ့ဒါဆိုတော့ဘယ်လိုလုပ်ကြမလဲပေါ့เนาะဘယ်လိုလုပ်ကြမလဲဆိုကျွန်တော်တို့မီတင်းထိုင်နေတယ်အစည်းအဝေးတွေထိုင်နေကြတယ်နောက်ကျွန်တော်တို့ဆရာဝန်တွေဆိုလည်းစာတင်နေကြတယ်ပေါ့เนาะနောက်ဟိုဗာလဲပရိုတိုကောပုတ်တွေထပ်နေကြတယ်ဆိုကျွန်တော်တို့ထိုင်နေတဲ့အချိန်ကအကြာကြီးဖြစ်လာပြီအဲ့လိုမျိုးဆိုရင်တဲ့ မိနစ်30ဆိုရင်တစ်ချိန်လောက်တော့ break ပေးပြီးကိုကိုကိုလမ်းလေးလျှောက်တာလေးလှုပ်လိုက်ရင်ကိုအဲ့ဒီလောက်လှုပ်ရှားမှုလေးတွေအခုကျွန်တော်တို့ဆိုတောင်ထိုင်နေတာတော်တော်ကြာနေပါခင်ဗျာเนาะအဲ့လိုလေးတွေလှုပ်တင်ပါတယ်ပေါ့เนาะဒါအနေဆုံးပေါ့အဲအဲ့ဒီနေရာမှာနောက်တစ်ဆင့်ပေါ့ဒါကတော့ဟိုအနည်းဆုံးတစ်ပတ်အတွင်းဆိုရင် aerobic လေ့ကျင့်ခန်းတွေကိုမိနစ်150လောက်လုပ်နိုင်အောင်ကြိုးစားတင်ပါတယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲဆိုတော့တစ်ခါလုပ်ရင်မိနစ်30ပေါ့เนาะ တပတ်အတွင်းမှာဆိုရင်9ရက်ပေါ့အ ਨੇ ဆုံးရအောင်လှုပ်တင်ပါတယ်အဲ့ဒီကြားထဲမှာလဲချားတဲ့ရက်ဒီတရက်ထက်မပိုတင်ဘူးပေါ့နော်ဥပမာ9ရက်လှုပ်ပြီး2ရက်နားမယ်ဆိုရင်မကောင်းပါဘူးနော်ဥပမာ4ရက်လှုပ်ပြီးတော့ရက်ချားသွားတယ်ဆိုရင်ကောင်းတယ်ပေါ့နော်အဲဘယ်လိုမျိုး aerobic exercise တွေလုပ်မလဲဆိုရင်လမ်းလျှောက်မယ် serving စီးမယ်ပေါ့နော်အဲ jogging ဆိုတော့ရွရွလေးပြီးမယ်ရေကူးမယ်ပေါ့နော်အဲ့လိုဟာမျိုးတွေလုပ်နိုင်ရင်ကောင်းပါတယ် ဒါပေမဲ့ work place ရဲ့မှာဆိုရင်တော့အဲအချိန်ရရင်လမ်းလျှောက်တာလीလောက်လုပ်နိုင်မယ်ပေါ့နော် jogging ကတော့နေရာလေးရှိရင်ရမယ်ပေါ့အဲနောက် aerobic လေ့ကျင့်ခန်းအပြင်ပေါ့နော်ဒါကတော့ तू က aerobic ဆိုတော့ဒီအရန်ခွန်အားမသုံးဘူးပေါ့နော်အဲတပတ်မှာနှစ်ရက်ကြာတော့ခွန်အားသုံးရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်သင့်ပါတယ်အဲဒါဆိုဘာလုပ်မလဲဆိုလူရဲ့ body ကို အသုံးပြုတဲ့ ီလေ့ကျင့်ခန်းနေပေါ့အဲ့ဒါဆိုအလေးမမယ်အလေးမစက်တီကိုသုံးပြီးလေ့ကျင့်ခန်းနေလုပ်မယ်နောက်ကျွန်တော်တို့တိုက်ထိုးမယ်အိတ်ထမတ်တင်လုပ်မယ် body ကိုအသုံးပြုရတဲ့ exercise တွေကိုတစ်ပတ်ကိုနှစ်ကြိမ်လုပ်သင့်ပါတယ်တကယ်လို့အချိန်ကတော်တော်ကြီးကိုမပေးနိုင်ဘူးဆိုရင်လေဒီထက်နည်းတဲ့ဟာလေးကိုလည်းစောစောကပြောသလိုမျိုးပေါ့နော်တိုင်နေတာကြာပြီဆိုရင်အဲခဏလှုပ်ရှားပေးတာမျိုးပြီးရင်ဟိုဘက်အခန်းဝင်သွားရင်လမ်းလျှောက် သွားတယ်နောက်ပြီးတော့ဟိုမဲ့ကားနဲ့ဒီကျွန်တော်တို့ရဲ့ workplace ကိုလာတယ်လာရင်ဟိုအဝေးဆုံးနေရာမှာကားကိုရက်ပြီးတော့လမ်းလျှောက်ခဲ့တယ်ဒီလိုမျိုးလေးတွေပေါ့တတ်နိုင်တဲ့၍ဒီကိုလက်လှုပ်ရှားမှုများအောင်လုပ်ရင်အဲ့ဒါလည်းကျမ်းမာရေးအကျိုးကျေးဇူးကအနှဲငယ်တော့ရနိုင်တယ်နော်များများလုပ်နိုင်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့လုံးလုံးမလှုပ်နိုင်ဘူးမလှုပ်ရှားနိုင်ဘူးဆိုရင်တော့ဆိုးပါတယ်အဲ့ဒါဆိုနည်းနည်းလေးလှုပ်ရှားမှုလုပ်ရင်ကို အကျိုးရှိပါတယ်အဲဒါကြောင့်ဒီ work place မှာဒီ light physical activity ဈေးလေးကိုအားပေးပြီးတော့လုပ်သင့်ပါတယ်အဲဒါပေမဲ့တတိထားမှာတော့ဗောနော်ရုတ်တရက်ဟိုကိုလက်လှူရှားလှုပ်တော့မယ်ဆိုရုတ်တရက်သွေးကြိုကျသွားတာတော့သွေးကြိုတက်သွားတာတို့နော်ဒါမျိုးတွေကိုတတိထားရမယ်အဲဒါကြောင့်ကိုလက်လှူရှားလေ့ကျင့်ခန်းတွေမလုပ်ခင်မှာနောက်လုပ်နေတယ်လုပ်ပြီးတဲ့အချိန်မှာ သွေးကြိုကိုစစ်ဖို့လိုပါတယ် ်တောက်နေတဲ့ဆီးတွေကိုလည်းနဲ့အစားအသောက်ကိုလည်းတိုင်မီနေရောဆီးကိုလည်း adjust ပေါ့နော်ချိန်ညှိဖို့လိုပါတယ်။နောက်ပြီးတော့မိမိနဲ့တင့်တော်တဲ့ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းကိုရွေးချယ်ဖို့လိုပါတယ်။တချို့ဆိုရင်ဟို ကျွန်တော်လည်းကြားနေရတကယ် heavy exercise တွေလုပ်တဲ့အခါမှာပြဿနာတက်သွားတာတွေနော်ကျွန်တော်တို့ကြားခဲ့ရတာတွေရှိတယ်။နော်ဟိုကာဒီယိုဆိုပြီးအရန်ကို actively လုပ်လိုက်ရင်လည်းမခံနိုင်ရင် ပြဿနာတက်တတ်ပါတယ်။ ။နောက်ပြီးရင်တော့ဒီသက်ဆိုင်ရာကိုပြတ်တနေတဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးဘလောက်လှုပ်တင်တယ်လဲဘလို့ဒီစီးတွေချိန်ညှိရမလဲပေါ့နော်။အဲဘလို့လဲဆိုရုပ်တရက်ဖြစ်တတ်ကြတာကမနေ့စောစော exercise လုပ်မယ်ပေါ့နော်။လုပ်မယ်ဆိုရင်သူကဆေးတောက်ချလိုက်တယ်။နော်။ဆေးတောက်ချချလိုက်ပြီးတော့မစားဘူး။လေ့ကျင့်ခန်းလုပ်လိုက်တယ်။အဲဒီချိန်မှာစောစောကကျွန်တော်ပြောရရုပ်တရက်သွေးကြိုထိုးကြတာ။ အဲအဲ့ဒီမှာသွေးကြိုရမ်းကြသွားရင်သူကချက်ချင်းကိုအတန့်အနည်းဖြစ်တိုင်တဲ့အခြေအနေတွေရောက်သွားနိုင်တဲ့အတွက်သတိထားဖို့လိုပါတယ်။အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဟို higher level မှာဆိုရင်တော့ဒီ policy maker စီပေါ့နော်ကျွန်တော်တို့က workplace စီမှာဒီကိုလက်လှူရှားမှုလုပ်နိုင်မဲ့နေရာတွေဖန်တီးပေးဖို့နောက်အလုပ်ရှင်တွေပေါ့နော်အလုပ်ရှင်တွေကလည်းအလုပ်သမားတွေအဲ့ဒါတွေဒီ အားလုံးပါဝင်နိုင်အောင်အတွက်ကျွန်တော်တို့ကငွေကြေးနဲ့သတင်းအချက်အလက်တွေပံ့ပိုးမှုပေါ့အဲဆိုငွေကြေးဆိုရင်လည်းအခုဆိုရင်တော်တော်များများကဒီဟိုဂျင်နေသွားကြတယ်ပေါ့အဲဒီဂျင်ကို incentive ပေးပြီးကိုယ့်ရဲ့ employee ကိုအဲဂျင်သွားတဲ့ဟာတွေအတွက်သူပံ့ပိုးပြီးမလားပေါ့နော် နောက်ပြီး medical check up တွေကိုပံ့ပိုးပြီးမလားအခုကျွန်တော်တို့တွေလုပ်တဲ့ဒီ advance တွေမှာကူညီပြီးတော့သတင်းအချက်အလက်တွေရတာတွေကိုလုပ်ပြီးမလား ဲ့လိုမျိုးလုပ်ဖို့လိုပါတယ်နောက်တစ်ခုကကြဒီ workplace မှာပေါ့နော် workplace place မှာကြတော့တင့်လျော်တဲ့တော့ဒီကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေလုပ်နိုင်မဲ့တင့်လျော်တဲ့လုပ်ငန်းခွင်နေရာထိုင်ခင်းတွေပြုလုပ်ပေးရင်ဒါအားလုံးပူးပေါင်းပါဝင်ရင်ဒီကျွန်တော် workplace ကလည်းဒီစီချိုသွေးချိုရှိတဲ့လူနာတွေကိုအကောင်းဆုံးကျန်းမာရေးအတွက်ဟို ဖန်တီးပေးနိုင်မယ့်နေရာတစ်ခုဖြစ်လာနိုင်ပါတယ်ပေါ့နောက်တစ်ခုကအလုတ်လုတ်တယ်ဆိုတော့တခြားစဉ်းစားရမယ့်အချက်တွေကမဖြစ်နိုင်လဲဆိုတော့တချို့ကြတော့ဒီစီးကြုံနဲ့တွဲပြီးဖြစ်နိုင်တာဒီ heavy ဟိုဘောတెంပရေချာတွေမှာအလုတ်လုတ်ရတဲ့လူတွေအလူတွေနောက်တစ်ခုကဟိုဒီ shift work စေပေါ့မှာအချိန်နဲ့လေဟိုမှာမနေ့ဆင်းလိုက်နေ့လည်းဆင်းလိုက်ညဆင်းလိုက်အဲ့လိုမျိုးတွေဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ diabetes control မှာခက်ခဲတာတွေဖြစ်နိုင်တယ်ပေါ့အဲ့ဒီဟာတွေကိုဘယ်လိုကျွန်တော်တို့ဒီထိန်းချုပ်မလဲပေါ့နော်ဒီဒီကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နိုင်အဲ့အရာတွေကအလုပ်ရှင်တွေကနေပူပေါင်းပါဝင်ပေးမှရမှာပေါ့နောက်တစ်ခုကဒီဟိုပါပေါ့နော်အလုပ်လုပ်တယ်အလုပ်တွေကရှုပ်တယ်ဥမာညအထိအလုပ်တွေပါတယ်နောက်ဟိုကအိတ်ချိန်နေပေါ့နော်အိတ်ချိန်နေအလုံးနဲ့ပတ်သက်နေတာအိတ်ချိန်အိတ်ချိန်ကလည်းကျွန်တော်တို့ အဲအခုစောစောရှစ်ဖြစ်တဲ့လူတွေကလည်းအိတ်ချိန်ရပြဿနာတက်နိုင်တယ်အဲဒါဆိုတော့ကြတော့ဒီအိတ်ချိန်ကိုလည်းသူကဒီအိတ်ရမယ့်အချိန်ကိုဟိုကပြပြဝဝအိတ်ဖို့လိုပါတယ်နောက်ပြီးတော့ကြတော့အိတ်တဲ့ sleep quality ပေါ့နော်ကောင်းကောင်းနှိမ့်နှိမ့်ချိုက်ချိုက်အိတ်မှလည်းကျန်းမာရေးအတွက်ကောင်းမှာပေါ့နော်ဒါတွေအားလုံးကိုအလုံးရှင်တွေရောအလုံးသမားတွေရောပူပေါင်းပါဝင်ပြီးလုံမှာကျွန်တော်တို့ရဲ့စီချိုသွေးချိုထိန်းချုပ်မှုတွေကကောင်းပြီးတော့ဒီအလုံးသမားတွေဟာဒီ ျမ်းမာတဲ့စီချိုသွေးချိုယောဂရှိတော်လဲဆက်လက်ပြီးတော့ကျမ်းမာပြီးတော့အလုံး work force ကလည်းအထိကိမရှိပဲနဲ့လုံနိုင်မှာဖြစ်တဲ့အကြောင်းတင်ပြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာတော့ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းကိုလူငန်းကွင်တင်နှစ်ဆောင်ပုံးနဲ့ကိုင်းကြီးအောင်လို့ဆရာဆွေးနွေးသွားတယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်နေထပ်ဖြည့်ဆွဲပြီးဆွေးနွေးရမယ်ဆိုရင်အဲကိုလက်လှုပ်ရှားလေ့ကျင့်ခန်းဆိုတာနှစ်မျိုးရှိပါတယ် တကူကတော့နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ daily activity စီပေါ့အဲ့ဒီ daily activity စီကိုပို့ပြီးတော့လှုပ်ရှားမှုများအောင်လို့ကျွန်တော်လုပ်ပေးဖို့ပေါ့အဲ့တော့ဆရာပြောတဲ့တမပါပါဒီမှာကားပေါ့ကားပကူကားရက်တဲ့ကားပါကင်ကိုဝိမာရက်တဲ့အဲ့တော့လူကလမ်းလျှောက်သွားတယ်လမ်းလျှောက်သွားပြတ်သွားတယ်ပေါ့နောက်အပေါ်တက်တီတက်တယ်ပေါ့မမမြင်လွန်းတော့ထိုက်ကုန်မမြင်လွန်းတော့အထက်များဆိုရင်ကျွန်တော်လှေကားပဲတက်သွားမယ်ပေါ့ပြန်စင်းလှေကားဆင်မယ်ပေါ့နော်အလဲလွယ်တကူ escalator နဲ့တက်တယ်လို့ lift နဲ့တက်တာမလို့ဖြစ်နေပေါ့လှေကားပဲတက်ဆင်းလှုပ်ချင်းပေါ့ အဲ့ဒါလေးဒါဒီစီနောက်နေ့စဉ်ပဲပေါ့မွေးတဲ့လုပ်ခန်းလုပ်ငန်းခွင်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစပင်းစီးသွားရင်လည်းသွားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းလမ်းလျှောက်သွားမယ်ပေါ့အဲ့ဒီအစားကားနဲ့ပဲသွားမယ်အဲကားနဲ့ပဲသွားမယ်ဆိုရင်ကိုယ်လက်လှူရှာမှုတွေနေသွားမှာပေါ့ဆိုတော့စပင်းစီးမယ်ဒါမှလမ်းလျှောက်သွားမယ်ဆိုပို့ပြီးတော့လှူရှာမှုကနေ့စဉ်ထဲမှာပါသွားမယ်ပေါ့ဒါနောက်တစ်ခုကအမ်လုပ်ငန်းခွင်တွင်းမှာပဲပေါ့ sedentary life ပေါ့အထိုင်များတဲ့ဟာတွေပေါ့အများတို့ကတော့3မိနစ်30တိုင်းကိုထပါလို့ပြောတော့ တကယ်တည်းလက်တွေ့ကြတဲ့ predicate သိမဆန်ဘူးကျွန်တော်ကကျွန်တော်စီးဝေးထိုင်တဲ့ protocol ပုံတွေတိုင်း30တိုင်းထပြီးခဏ break လုပ်ပြီးထဖို့ကြတော့တော်တော်ခက်တယ်ပေါ့အဲ့တော့ကျွန်တော်တို့က30တဲ့ပူကြပြီဆိုရင်ကျွန်တော်ထိုင်ရနေလုထိုင်နေလက်ကျင်ကလေးတွေရှိပါတယ်ပေါ့ဥပမာဆိုရင်ကျွန်တော်တို့အတိကခန္ဓာကိုယ်မှာကြီးစွာမဆယ်များကခြေသုံးမဆယ်နဲ့ပေါင်းရဲရှိတဲ့ကြွက်သားများဖြစ်တဲ့တွေ့ထိုင်တဲ့အချိန်မှာပဲကိုယ့်ပိုင်ကိုယ်ပေါ့ခြေသုံးကိုကျွန်တော်တို့အပေါ်ကိုွေးလိုက်ဆန့်လိုက်လို့တယ်ပေါ့နောက်အောက်ကိုနင်းချတယ်အပေါ်ချတယ် အဲ့တော့ခြေသုံးလုံးကိုလေ့ကျင်ကအနည်းဆုံးတော့10ခါလောက်ပေါ့ဆိုတော့1 2 3 4အဲ့လိုမျိုးကျွန်တော်တို့လည်းခြေသုံးလုံးလုပ်ပြရယ်ပေါင်နေနေဆိုရင်ကျွန်တော်ထိုင်နေတဲ့အချိန်မှာပဲ1 2 3 4ပေါ့အဲ့ဒါ10ခါလောက်လုပ်လိုက်ရင် every 30 minute ပေါ့မိနစ်30တိုင်းမိနစ်30တိုင်းပေါ့ဆိုတော့အဲ့ဒါလေးဆိုရင်ကျွန်တော်တို့ကအနည်းဆုံးတော့ခန္ဓာကိုယ်ရဲ့အကြီးဆုံးသောအာ muscle တွေကိုကျွန်တော်လေ့ကျင်လုပ်ပြတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်မယ်ဖြစ်နိုင်ရင်တော့မိနစ်30မှာထမယ်ပေါ့ထပြီးတော့ကျွန်တော်က လမ်းလေးလျှောက်မယ်လမ်းလျှောက်ဖို့ဖြစ်နိုင်ဘူးပေါ့စီဝဲနဲ့ထထွက်သွားလို့လည်းမဖြစ်ဘူးလေအကုန်လုံးကစီဝဲကရုပ်သေးသေးတွေကိုဖြစ်ကုန်မှာပေါ့နော်အဲ့တော့ထလို့ရတယ်ဆိုလို့စင်ထလိုက်ပြီးအဲ့နားလေးမှာပဲထိုင်ထလေးပေါ့ကျွန်တော် squatting လေးပေါ့ထိုင်ချတာလေးပေါ့ထိုင်ချတာလေးလုပ်မယ်ဆယ်ကာလောက်ပေါ့ထိုင်ချတာလေးလုပ်မယ်ဆက်မယ်နောက်ပြီးပုတ်ကိုစက်ကိုဝါလေးကင်ပြီးခုံလေးကင်ပြီးတော့ခြေပြားထောက်ပြီးမတက်ရမယ်ခြေပြားထောက်ပြီးမတက်ရမယ်ပေါ့ဆိုတော့အဲ့ဒါလုပ်ပြီးရင်ကိုလုံးဝမလုပ်တာလည်းဆိုင်ပူတက်တာလေးပေါ့အရေးကြီးတာပါလဲဆိုတော့ကျွန်တော်တို့ အဲလက်ရှားတိုင်းမှာကျွန်တော်တို့ TV ကြီးနေတယ်ပေါ့ဒီကကိုရီးယားကတွေကြီးတယ်ပေါ့ကောင်းနေစားတယ်ကိုရီးယားတောက်အဲ့လိုမညွတ်အကြမ်းမိုက်နဲ့ညွတ်တဲ့စားသားတွေမစားပဲနဲ့အဲကိုရီးယားက drama 55မိနစ်လောက်ကြာတာအဲ55မိနစ်အနည်းဆုံး55မိနစ်ပြီးသွားတဲ့ချိန်လောက်မှထပြီးတော့အဲလန်ထပြီးလမ်းလျှောက်မယ်အော်ဒါမှထိုင်ကြည့်နေမယ်စားထပြီးတော့ကြည့်မယ်ပေါ့အော်ဒါမှထိုင်ကုန်မှာပဲထိုင်လိုက်ထားလိုက်ထားလိုက်ထားလိုက်ကြည့်ကိုကိုလှုပ်ရှားဖို့ပေါ့ကိုယ့်ကိုယ်နဲ့ကိုက်မဲ့ဟာပေါ့ကိုယ်ပန်ဝင်ခြင်းနဲ့ကိုက်မဲ့ဟာကိုပြန်ပန်ပြီးလှုပ်ရှားနေဖို့အဲ့ဒါနေ့စဉ်နေတဲ့ အတိုင်းဝိုင်းမှာနေစစ်နေတဲ့လှုပ်ရှားမှုကိုပို့ထည့်ဖို့နောက်ပြီးတော့အဲလစ်ကျင်ကတီးတန့်လုပ်ရတယ် physical activity တီးတန့်ပေါ့ဆရာဦးတက်ထွန်းကျပြောသားတဲ့ aerobic exercise ဒီကလုံးမှရှိတဲ့ကြွက်သားရေပေါင်းလို့လှုပ်ရှားတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်လမ်းကို bridge walk တင်ပေါ့ဆရာတော့ရွရွလေးပြေးတယ်လို့ကျွန်တော်တကယ်တည်းတော့တက်တက်လေးပေါ့ခတ်တက်တက်လေးကျွန်တော်ပြေးတာပေါ့နော် အပြင်းပြေးတာကျွန်တော်တို့အဲ့ဒါတမျိုးပေါ့ခတ်တက်တက်လေးပဲပြေးတာတမျိုးပေါ့နော်အဲ့တော့ bridge walking ပေါ့ဒါမျိုးလမ်းကိုတက်တက်လေးလျှောက်တာပေါ့အဲ့ဒါ bridge walking ပေါ့ လမ်းကလဲရှာလီကျွန်တော်ကော့ပြိုက်တယ်ပေါ့ကဲရဲ့ကော့တလုံးချလိုက်ပေါင်းတဲ့ရဲလေပြည့်ရခါကြရေလာဝါလဲစကားပြောပြေးရှောင်းတယ်အဲ့တော့ကော့ဖိုင်ကြည့်လိုက်ကိုဘိုက်တီးဘူးနေတာပဲပေါ့နော်။ဘာကြောင့်လို့ကိုလက်လူချမ်းမှုအဲ့လိုဖြစ်နေတော့အဲ့လိုတက်တက်လက်လေးရှောက်တာ brisk walking ပေါ့နော်။အဲ့တော့တက်တက်လေးလမ်းလျှောက်ခြင်းပေါ့။ဒါမျိုးတွေကျွန်တော်ကတီးတန့်လုပ်ယူရတယ်။တီးတန့်လို့အဲ့မှာတပတ်ကိုနှစ်ချိန်အနည်းဆုံး resistant muscle အတွက် training ပေါ့။အနည်းဆုံးတပတ်ကိုနှစ်ခါလောက်တော့လုပ်ဖို့သင့်တယ်ပေါ့။အလွယ်ဆုံးကတော့ကိုယ်ခန္ဓာကိုအသုံးပြုလုပ်ရမယ်ဆိုရင်နေရုံပြီးပြီးတော့ကျွန်တော်တို့ ဆိုတော့အိတ်ထက်မှတ်တင်ပေါ့အဲ့ဒါလုံနိုင်ဆိုခေါင်းအောင်နေပြီးတော့အိတ်ထက်မှတ်တင်ပေါ့အနည်းဆုံး10က10ကနှစ်ခါပေါ့20ပေါ့နော်အဲ့ဒါမျိုးလုပ်မယ်အဓိကအဓိကအားပြီးတော့ squatting ပဲ squatting ပဲ muscle exercise ကနှစ်မျိုးရှိတယ်တစ်ခုကပါလဲဆိုတော့ concentric exercise ကျွန်တော် weight ကိုဒီလိုမှားတယ် weight ကိုမှားနောက်ဆုံးကျတော့ကျွန်တော်ပေါင်းကျပ်သားကြီးကြီးလာအဲ့ဒါ concentric exercise လို့ခေါ်တယ် massive two down လို့တောက်အားဆိုင်ပြီးလုပ်တယ်ဒါပေမဲ့ကျွန်တော်ကနှလုံးရောဂါနဲ့ကြံတဲ့ဟာတွေတက်တော့ကွာ eccentric exercise massive ဆန့်ထုတ်တဲ့အချိန်မှာကျွန်တော် ူအဆိုင်တယ်ပေါ့အဲ့တော့အကောင်းဆုံးကကျွန်တော်ထိုင်ချလိုက်တယ်ပေါ့ထိုင်ချတော့သိပ်ပြတ်တယ်ပြီပြန်ထားတဲ့ချိန်ပြတ်တာပြတ်တာအဲ့ပြန်ထားတဲ့ချိန်ကကျွန်တော်ကြောက်တော့ဆွဲဆန့်တဲ့ချိန်ပေါ့ခြေတော်လေးဒီလိုပဲဆွဲဆန့်နေပြန်ချတယ်ပေါ့အဲ့တော့ပြန်ထားတဲ့ချိန်မှာ exercise တွေပဲဒီလိုကိုယ်ချလိုက်တယ်ပြန်ဆားတဲ့ချိန်မှာအဲ့တော့ muscle eccentric exercise တွေပိုလို့လို့စင်ရင်တဲ့ခန္ဓာကိုယ်ထဲမှာအာ insulin resistant နဲ့ insulin အနိုင်တဲ့ကြင်းတွေကိုတတ်တာနေနိုင်တယ်တဲ့အဲ့တော့အတံမျိုးတွေလုပ်ဖို့ပေါ့ဆိုတော့ဆိုတော့ဆရာဦးတက်ထွကျွန်းပြောတာနဲ့ကျွန်တော်ပြောတာနဲ့ပေါင်းလိုက်ရင်တော့အကုန်ပြည့်စုံသွားပေါ့ နောက်တစ်ခုကလှုပ်ရှင်များအနေနဲ့ကတော့မိမိလုပ်ငန်းခွင်မှာစီချွတ်သွေးချွတ်ယောဂရှင်များနဲ့ကျန်တဲ့လူများအတွက်ပေါ့မသွေးချွတ်ဖောက်ချင်းပေါ့လိုအပ်တဲ့ချိန်မှာဖောက်စစ်နိုင်အောင်ပေါ့အာကျွန်တော်ဂရုကိုမီတာလေးထားပေးမယ်ပေါ့စီကန်လေးသေးတာထားမယ်သွေးပေါင်လေးတိုင်းနိုင်အောင်ကျွန်တော်အ ਨੇ စုံတော့အဲ့လောက်လေးတော့ထားလိုက်ဖြစ်နိုင်တော့ EC 14ပါထားတင်တာပေါ့သဘောကဩတကယ်လို့များသွေးချွတ်ကြတယ်သွေးချွတ်ကြတယ်လို့ပြောတဲ့ချိန်ကြလို့ရှိရင်အရေးပေါ်လေးများထိုးနိုင်မဲ့ဂလူးကို့စ်လေးများဆောင်ထားတယ်ပေါ့သဘောပြကျွန်တော်5%ဒီလို drip လေးတွေထောင်ကြမယ်10% delivery delay ပေါ့နားစေရှိမယ်ဆရာဝန်တွေရှိမယ်ဆိုလို့ရှိရင်စီချိုသွေးချိုနဲ့ဆိုင်ရဲ့အဲကုထုံးလေးတွေအတွက်ကြကျင်းအတွက်အဓိကကြကျင်းကိုကျွန်တော်ကြောက်တာလေအဲ့တော့ကြကျင်းကိုကျွန်တော်အဲ့လိုလေးတွေလုပ်နိုင်တဲ့အမ်စီကန်းလေးတွေပေါ့အဲ့မှာပစ္စည်းလေးတွေကျွန်တော် allergy နဲ့ဆောင်ထားပေးနိုင်ဘူးပေါ့နောက်တစ်ခါကိုလည်းလုပ်ချားတွေကိုလေ့ကျင့်တဲ့အခါမှာအားတဲ့ချိန်မှာသူများနိုင်ငံတွေမှာဆိုရင်တော့သူတို့က work list မှာပဲ gym လေးတွေလုပ်ပေးထားတယ်ပေါ့လမ်းလျှောက်ဆက်ပေါ့လမ်းလျှောက်ဆက်လေးတွေကျွန်တော် အဲထားပြီးတယ်ဆိုတော့ပြောတဲ့ seven seat set ကလေးထားပြီးတယ်နော်နော် weight တဲ့ weight train နဲ့ထားတယ်တိတ်နဲ့ကြည်ကြီးမလုပ်ပါဘူးတိတ်ပြီးတော့ပစ္စည်းပစ္စည်းအများကြီးမလုပ်ပါဘူးလုပ်ငန်းကိမှာလုံနိုင်တဲ့လူတွေလှည့်ကြလုပ်ဖို့အဲ့ဒါမျိုးတွေဖြစ်နေ work place ကိုကျမ်းမာရေးနဲ့ညီညွတ်အောင်လုပ်ပြီးလုပ်စီရင်ဒါလုပ်ရှင်များနည်းနည်းလေးလုပ်ပေးစီခြင်းနဲ့လုပ်ချင်တဲ့စန္ဒရှိဖို့ပဲလိုတယ်ပေါ့တိတ်ပြီးတော့ထူးတွေပုံကုန်ကြသွားမယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်နေရာလေးတည်တံထားတဲ့အောင်လုပ်ပေးလိုက်ရင်လုပ်ငန်းတွေမှာကျွန်တော်တို့ ဟိုကောင်းသားမှာဖြစ်ပါတယ်လို့နောက်ကျဦးတက်ထွန်းချင်းပြောသားလဲ ship walking နေပေါ့ ship walking နေကအခုနောက်ပိုင်းမှာပို့ပြီးကျွန်တော်စကားပြောလာတယ်ပေါ့ပေပါတယ်အများကြီးထွက်တယ်ပေါ့အမကျွန်တော် night ship စင်းတဲ့လူတွေပေါ့ညမှာစင်းတဲ့လူညမှာယူအလုပ်လုပ်တယ်မနေ့ကျတော့ပြန်တနေ့လုံးအိတ်တယ်အဲ့မှာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတက်တဲ့ hormone တွေ circadian rhythm ဆိုတာမနေ့အိပ်ရနိုးပြီးတော့တက်ကြွနေချိန်မှာပို့ insulin ထွက်တယ်အဲ့ဒီအချိန်မှာသူကအိတ်လိုက်တဲ့ကြာတာ insulin တွေကျသွားတယ် ညာဘက်အိတ်နေတဲ့အချိန်မှာလှုပ်လှုပ်နေတယ်အဲကြောင့် insulin မထွက်တဲ့အချိန်မှာလှုပ်လှုပ်နေတဲ့အခါကျတော့ insulin ထွက်နေတဲ့အချိန်မှာလှုပ်တဲ့အခါကျတော့သုံးဆွဲမှုကများပြီး insulin ကမထွက်အဲ့မှာတန်ဟိုက်ပူတွေရပြန်အောင်တဘောအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ knife ဖြစ်တွင်နေဆိုတော့ပြေးထားတဲ့ဆေးတွေပြန်ချိန်စားမယ်မနေ့ဆေးကိုများတာတော့ညာဆေးနေတာတော့အဲ့ဒါကျွန်တော်ပြန်ချိန်စားမယ်ဆိုတော့ဒီလိုချက်တွေအကုန်လုံးထည့်ပြီးစဉ်းစားရင်တော့ကျမ်းမင်းနဲ့ညီညွတ်တဲ့လုပ်ငန်းခွင်ကျမ်းမကြီးဒီနေ့ကစံပုတ်နဲ့လည်းပို့ပြီးခိုက်မှာဖြစ်ပါတယ်လို့